အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Page တွေအားလုံးမင်္ဂလာပါဒီ Transfer Window မှာကျွန်တော်နေ့တိုင်းကြားနေရတဲ့အပြောင်းအရွှေက Victor Yokres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  ပဲကျွန်တော် Yokres က Transfer Window မတိုင်ခင်လေးကပြီးခဲ့တဲ့ Match လလောက်ခဲက Sporting နဲ့ຫນွေရာသီမှာ Euro 65တန်းရိုချေးစာချုပ်ပေါင်တန်း90ကျော်နဲ့ထွက်ခွင့်ရှိမယ်ဆိုတဲ့သတင်းကြောင်း သူ့တရင်ကချော်ချားနေတယ်အဲ့ထဲမှာ Sporting Lisbon နဲ့သူ့ကြားကပြဿနာတွေအများကြီးမဖြစ်ခင်ကလေးက Sporting Lisbon ကထွက်မယ် Sporting ကလည်းသူ့ကိုရောင်းမယ်အားလုံးကဆင်တယ်အဲ့ထဲမှာသူ့ရဲ့ခြေစွမ်းကိုလည်းအပတ်စဉ်ပတ်စဉ်မှာ Fabrizio အပါဝင်မီဒီယာတွေမှာဖော်ပြထားတယ် Victor Yokres ကတကယ်ကို Hot Strike ကဖြစ်နေပါရဲ့အခုကသူ့ကိုဘယ်အသင်းမှဝယ်လို့မရပြဿနာဖြစ်နေတယ် Yokres ရဲ့ပြဿနာက အာစနယ်နဲ့ heavily link ဖြစ်တယ် man united နဲ့တောက်လျှောက် link ဖြစ်တယ်အဲဒီချိန်ထဲမှာပဲ liverpool တို့ chelsea တို့အသင်းတော်တော်များများနဲ့အတန်ထွက်တယ်ဒါပေမဲ့ပြဿနာက victor yokres ရဲ့အပြောင်းရွှေ့ကကျွန်တော်ထင်သလောက် simple မဖြစ်ပေနဲ့ရှုပ်ထွေးမှုတွေအများကြီးရှိနေတယ်ဆိုတော့ဒီပြောင်းရွှေ့ကကျွန်တော်မျောလင်းထားတာထက်မတူညီတဲ့ပြဿနာကဘာလဲဆိုတော့အရင်တော့က Sporting Lisbon ရဲ့အားကစား writer Hugo Viana နဲ့ ဖီတာယိုဂရက်စ်နဲ့စပိုတင်လစ်ဘွန်ဥက္ကရာ၃ဝက်ဆိုင်သဘောတူညီမှုကအပြောင်းရွှေ့မှာနွေရာသီမှာယူရို65သန်းနဲ့ထွက်ခွင့်ပေးမယ်။ဒါပေမဲ့စပိုတင်ကယူကိုဗီယာရာမရှိတော့တဲ့အတွက်ကြောင့်ဒါဟာအကျုံးမဝင်တော့ဘူးဆိုပြီးတော့တတ်မှတ်ပြီးတော့သူတို့စိတ်ကြိုက်ပြောင်းရွှေ့ခြင်းကိုပြောင်းလဲတတ်မှတ်လိုက်တယ်။ဆိုတော့အဲ့ဒီနေရာမှာဗီတာယိုဂရက်စ်နဲ့ဒါအာစနယ်ဗီတာယိုဂရက်စ်နဲ့မန်ချက်စတာယူနိုက်တက်အခုလောလောဆယ်မှာဒီအသင်းဒီသားမောက်ကိုရဖို့ကြိုးပမ်းတာအဲ့ဒီနှစ်သင်းပဲခြံတော့တယ်။ အာဆနယ်ကစိတ်ဝင်စားတယ်အာဆနယ်တော့ရှင်းရှင်းလေးယိုဂရက်စ်နဲ့ကျွန်တော်ထင်တော့အန်ဒရီဘာချာကယိုဂရက်စ်နဲ့ဆက်စကိုကိုပလေးနေတာဆက်စကိုကဈေးတင်ယိုဂရက်စ်ကိုပြေးလိုက်ယိုဂရက်စ်ကဈေးပြန်တင်ရင်ဆက်စကိုဘက်ကိုတီးလိုက်နေလုံနေတယ်မန်ယူနိုက်တက်ကအစိုးရတဲ့ကစန်တာဖော်ဝက်ဆစ်စစ်တွဲဒီသားမကိုတာဂက်ထားတယ် maybe အခြားပြစ်မှတ်တွေရှိပေမဲ့သူတို့ရဲ့ main target ကသူပဲသူတို့ကအခုအံပွဲမှုအပြောင်းအရွှေ့မပြီးသေးလို့ဆိုသူတို့စောင့်နေရတာဆိုအဲ့ဒီအချိန်မှာယိုဂရက်စ်ကအခုဆိုရင်ဘလောက်ထိဆိုးလဲဆိုသူက ပုံမှန်အားဖြင့်ကကျွန်တော်ကလပ်အသင်းတွေမှာ pre season tour တို့တခြားပြိုင်ပွဲတွေမရှိတဲ့အသင်းတွေဆိုရင်ဂျွန်30ဂုံဇူလိုင်1ရက်နေ့မှာအသင်းကိုပြန်လာရမယ်။ယောဂရက်ကရှင်းတယ် Sporting Okra ဟာလုံးဝဂရိမတီတဲ့သူဖြစ်တဲ့ gentleman agreement ကိုဖျက်ဆီးလိုက်သူဖြစ်ပြီးတော့သူဟာအမတန်လောဘကြီးတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက်ကလပ်သင်းနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းစီစဉ်တွေ training တွေပြန်လာရမယ့်အစီအစဉ်ဒီကစားအသင်းတို့ကဘာမှကစားပေးဖို့အစီအစဉ်မရှိတော့ဘူးဆိုပြီးတော့ပြက်ပြက်တတတုံ့ပြန်တယ် ိုက်နေရာမှာ sporting okra ကလည်း yogres ကဘာပဲပြောပြော agent ကဘာပဲပြောပြောဘယ်သိန်းကဘလိုပဲဖြစ်ဖြစ်ငါလိုချင်တဲ့ပြောင်းရွှေ့ချေကအန်80အလဲသုံးပေးရမယ်80မရရင် sorry ပဲဆိုတော့ဒီပြောင်းရွှေ့ကိုပအောင် ပတ်သက်နေတဲ့ man united ရောအာဆန်ရောကဘလိုလို့ဒီလုံးလဲ yogres ကိုဒီလုံးမယ်ဆိုရင်တော့ sporting နဲ့ကအရှင်းရှင်းလေးဆိုအားလုံးဖြစ်နိုင်ခြေတစ်ခုပဲရှိတယ် man united ဖြစ်ဖြစ်အာဆန်ပဲဖြစ်ဖြစ် euro 80ပေးလိုက်ဒီပြောင်းရွှေ့ကဖြစ်ပြီဒါပေမဲ့ခတ်တာကလည်းအဲ့နှစ်သင်းလုံးက 28မိနစ်တာဆွေးခြင်းတိုက်စစ်မှုတွေဘယ်သူမှတန်းရှင်စရာမပေးခြင်းဘူးအာစနယ်ကအစောပိုင်းပြီးခဲ့တဲ့ရက်ပိုင်းကပို့တယ်ရပိုရဆိုရင်ဒါ Sporting Lisbon တိုက်စစ်မှုတွေယူရို65တန်းနဲ့သဘောတူညီမှုရရှိထားတယ်သူကအာစနယ်ကိုပြောင်းချင်တယ်ပေါ့ဗျာအဲ့လိုတက်လာတယ်အဲ့ဒီနေရာမှာ Man United ကလည်းနောက်တစ်ခါအာစနယ်ကအင်တင်တင်ဖြစ်လာတဲ့ချိန်မှာသူ့ရဲ့ဆရာဟောင်းနဲ့ပဲပြန်လဲတွဲတော်မယ်ဆိုပြီးတော့ထပ်ဖြစ်လာပြန်ရောဆိုအဲ့ဒီနေရာမှာ Sporting Lisbon ရဲ့ဥက္ကရာဖြစ်သူက Saudi Bay ငါတို့လိုချင်တာတန်း80တန်း80ပေးရင် United မကလို့ Arsenal မကလို့ကြိုက်တဲ့အသင်းလားအကုန်ပေးမယ်။ Jokeres ကလည်းမင်းအိုက်ပြောင်းရွှေ့ခြင်းကိုချော့ချပေးဖို့လိုအပ်တယ်။ငါတို့ကြား agreement သူကရှင်းရှင်းလေးပြ။ तू ပြောင်းရွှေ့ခြင်းမချော့ချပေးရင်ဘယ်သိမှသူ့ကိုမဝယ်လောက်ဘူးလို့ तू ကခံစားမိတဲ့အတွက် तू ကလည်းမရရအောင် pressure ပေးတယ်။အဲ့လိုမှမလုပ်ရင်ငါကလပ်ကိုလည်းပြန်မလာဘူးဘာမှလည်းလေ့ကျင့်ခန်းမစီဘူးအသင်းနဲ့လည်းဘာမှမပတ်သက်တော့ဘူးမင်းတို့လုတ်ချင်တာလုတ်တော့ဒါ Sporting က Jokeres ကိုခု ဂျွန်တေဂျူလိုင်တရက်နေ့မှာပြန်မယ်ဆာမှာခေါင်းနေနေ့တိတပတ်ထပ်ပြီးချိန်ပေးထားတယ်ဒါပေမဲ့ဒီပြောင်းရွှေ့ကအမတန်ရှုပ်တယ် United ပဲရာရာ Arsenal ပဲရာရာတသိန်းမှမရသည့်တိုင်အောင်ရှုပ်ရှက်ခတ်လာပဲဒီလိုပြောင်းရွှေ့ကြတော့ဘာဖြစ်လဲဆိုတော့ straight forward မဖြစ်တော့ဘူးအဓိကပြဿနာက Man United ရော Arsenal ရောကယိုကရက်အပြောင်းရွှေ့မှာဘသူမှတန်း80အထက်မပေးချင်ကြဘူးအဲ့ဒါကအဓိကပြဿနာဆိုအာဆယ်က65လောက်နဲ့ agreement ရတယ် Sporting က80လောက်တောင်းတဲ့အတွက်ကြောင့်15တန်း gap ဖြစ်နေတယ် Man United ကလည်းဒီတိုင်းပဲဆိုတော့ဒီနေရာမှာ Chelsea လာအပြောင်းရွှေ့ involve ဖြစ်တေချာပေါက် D ဖြစ်တယ် Chelsea က10 35တန်းသိပ်မကြည့်ဘူးဗျာဥပမာ Joao Pedro ကို Liverpool ဒီ Newcastle အသက်တန်လိုက်တာ90တန်းနဲ့ညှိနေကြာလာပြီ Chelsea ကဒုံးဆိုပြီးမနပိုင်းတက်တယ်90ကို match ဖြစ်တယ်ပြီးတော့မှအပိုစုချင်းဝင်ဒါ55ပေါ့လေ Newcastle ပေးတဲ့အထက်55တန်းပို့ပေးတယ်55 5တန်းတန်း60နဲ့တန်းဒီ ဆိုတော့ Chelsea လို့10တန်း5တန်း15တန်းတိတ်မကြည့်ပေးစရာရှိပေးပြီးပြက်ပြက်သားသားဒါပေမဲ့ကျွန်တော်တို့ United Arsenal တခြားအသင်းတွေကြည့်ရင်တန်းနှစ်တန်းတပြားနှစ်ပြားခွာနေပြီးတော့တလေးအရန်ဖြစ်နေတယ်ဒါပေမဲ့အခုလောလောဆယ်ရှင်းတယ်ဗျ main point က Arsenal ရော United ရောက Sporting Town နဲ့ချိန်မပေးဘူး Jorginho ကလည်း Sporting နဲ့ပြန်မကစားပြီးတော့မျက်မြင်ကြိုက်တာလုံးဒါပေမဲ့ကတ်ထားသူ့ရဲ့ contract က2029 28တိရှိတယ်ဆိုတော့အခုလောလောဆယ်အနေထားရတော့ဘာဆက်ပြပြဖြစ်မလဲမသိပေမဲ့ဒီပြောင်းရွှေ့က အမတန်ရှုပ်ထွေးလွန်းတဲ့အပြောင်းရွှေ့ပါကျွန်တော်တို့အခုလက်လျှော့ထားအလို့ကျေးဇူးတင်ပါတယ်